ယ်နာတိဝါသေးလဲဒီအလောက်ကိုဝါသနာလဲမပါသေးဘူးအာတငယ်ချင်းတွေကဝိုင်းမြောက်ပြီလို့ဆိုပြီးတော့ရှောက်လာတင်လိုက်ရာကနေအမပါသွားပြီးတော့ပိုးဝင်သွားတာပေါ့ကရိတာအတာဖြစ်အောင်နေပါဆိုတော့စကားလေးပေါ့နော်ကရိတာအတာဆိုတာဘယ်လိုမျိုးလဲဆိုတော့ဟိုဒီတဲ့ကရိတာအတိုင်းကိုကစီးမျောနိုင်အာဆရာဦးတီယာကိုယုံကြည်ပြီးတော့ အာရွေးချယ်ခဲ့တဲ့ဟာကိုစိတ်မပြတ်အောင်တော့အာယုံတော့စိုက်ပြီးတော့စ조사ရတာပေါ့အာဒါလက်ခံခြင်းလက်မခံခြင်းကတော့ပြိတ္တပေါ်မှာပဲစိုက်တာပေါ့နော်ကိုယ့်ကိုယ်ကိုတော့ judge မလုပ်ပါဘူးဒါပြိတ္တကပဲအများကြီး judge လုပ်တာကိုပဲနားထောင်ပါတယ် ဒီလောကတွေကိုတန်တန်ပထမဆုံးစရောက်တာကတော့အဲ့မော်ရယ်ကနေစတာပေါ့နော်မော်ရယ်2019လောက်တုန်းကအေရိုမာကသူတို့ရဲ့ဒီ wedding show ပွဲမှာပထမဆုံးမျက်နှာသစ်မော်ရယ်ကြီးပေါ့နော်အမျက်နှာသစ်မော်ရယ်ကိုပထမဆုံးဟိုရွေးတာပေါ့အပြင်ကနေလျှောက်လာလာတင်တဲ့သူတွေကိုရွေးတဲ့အခါမှာကိုကဘာရမဟုတ်ဘူးအဲ့တော့ဒီအလုပ်ကိုဝါသနာလည်းမပါသေးဘူးအာတငယ်ချင်းညဝိုင်းမြောက်ပြီးလို့ဆိုပြီးတော့လျှောက်လာတင်လိုက်ရတာနေအမှပါသွားပြီးတော့ပိုးဝင်သွားတာပေါ့နောက်ပိုင်းကျတော့အာဒီအလုပ်ကကိုတကယ် passion ဖြစ်တဲ့အရာ ားဆိုတာသိလာတဲ့အခါကျတော့မော်ရယ်ကနေတရုတ်ဆောင်အဲတရုတ်ဆောင်ကနေအခုစီးရီးရိုက်နေရပေါ့အဲအဲ့တုန်းကကိုဗစ်ပေါ့နော်ကိုဗစ်ကိုဗစ်စပြီးဟို first wave ပြီးခါစားပေါ့နော်အဲ့တုန်းက ဟိုညီမကအပြင်မှာ Loreal Art မှာတက်နေတာတခါမှတော့အပြင်မှာတရုတ်ဆောင်အလုံးမလုပ်ဘူးဒါပေမဲ့ Loreal Art တက်တဲ့အချိန်မှာ Loreal Art ကလည်းအာတလားလောက်ပဲတက်ရသေးတယ်ကိုဗစ်ဖြစ်ပြီးပိတ်သွားတော့အဲ့အချိန်မှာဘာတက်လာလဲဆိုတော့ MRT4 ကနေသူတို့တဲလန့်နေပေါ့နော်အာတဲလန့်နေခေါ်ရဲဆိုရဲဟာတက်လဲတက်လာရောအာ MRT4 ကတဲလန့်တော်တော်များများနာမည်ကြီးပြီးတော့အဲ့လို series တွေမှာနေရာတစ်ခုရောက်သွားတွေ့ရခါကျတော့အိမ်ကလူတွေကလည်းအဲ့လိုမျိုးအာရှက်ကြည့်ပါလားတငယ်ချင်းတွေကလည်းဝိုင်းတိုက်တော့နေကိုကလည်းအရင်တော့ model လို့အဲ့လိုဓာတ်ပုံလေးပါလေးရိုက်စားရှိရခါကျတော့အာတရုတ်မဆောင်တက်လဲဘာဖြစ်လဲ ည်းသွားရှောက်ကြည့်လိုက်ပေါ့ဒါကံကောင်းရတော့ပါသွားမှာပဲဆိုပြီးရှောက်ကြည့်ရတယ်အဒီတဲ့ကိုရောက်လာပေါ့ဒီ MRD4 ရောက်တော့လေအနောက်ဆုံးစင်းဒီပေါ့နော်အစင်းစင်းရွေးချယ်ပြီးတော့မှာအာ series မှာပထမအဆုံးရိုက်ခဲ့ကချစ်လာစွာတော့ပေါ့နော်အချစ်လာစွာတော့ကတော့ပထမဆုံးရိုက်ခဲ့တယ်ပြီးတော့မှရောင်စုံချယ်မြို့ကလေးပေါ့အော် OA အရင်တက်တာကတော့ဒီရောင်စုံချယ်မြို့ကလေးကအရင်တက်တာပေါ့ချုပ်တာလို့ဘောလုံးခဲ့တဲ့ချောင်းပြောလीဟုတ်တယ်ဘေးဘေးတို့ဘောလုံးခွဲချောင်းပြောလी အာအများကြီးပဲဟိုအများကြီးပဲဆိုတာကိုယ့်အရှိမရိုက်ဘူးတာဆိုလို့ဒီချစ်လာစွာတော့တကားပဲရှိရပါတော့ချစ်လာစွာတော့တကားတွေကနေဒုတိယကားမှာအဲအဲ့လို main နေရာတရုပ်ဆောင်ရရဆိုတော့ဒါတော့မှဟိုအရင် drama မဟုတ်ဘဲနဲ့ဒီတိုင်းပေါ့ပေါ့ပါ romance series လေးကိုတရုပ်ဆောင်ရတာဆိုပေမဲ့လည်းဟိုအနေနဲ့များ pressure ရောရှိရပါတော့တကားမှလည်းအဲ့လိုခေါင်းဆောင်နေရာမရိုက်ဘူးအာဆရာဦးတရာကိုယ်ယုံကြည်ပြီးတော့ အာရွေးချယ်ခဲ့တဲ့ဟာကိုစိတ်မပြတ်အောင်တော့အယုံတော့စိုက်ပြီးတော့စ조사ရတာပေါ့အာဒါလက်ခံခြင်းလက်မခံခြင်းကတော့ပရိသတ်ပေါ်မှာပဲစိုင်တာပေါ့နော်ကိုကိုတော့ judge မလုပ်ပါဘူးဒါပရိသတ်ကပဲအများအား judge လုပ်တာကိုပဲနားထောင်ပါတယ်အာလက်ဦးဆရာကတော့ဆရာဦးတီဆရာဦးဟိန်ဆိုဆရာဦးထင်ကျော်ပေါ့နော်ဒီ၃ယောက်ကတော့အာလက်ဦးဆရာပါအာဆရာကြီးပြောသွားတဲ့ဇကားထဲမှာမှာကိုအမြဲတမ်းအဲ့လိုမျိုးဒီတိရစ္ဆာန်လုပ်ငန်းအတွက်ပေါ့နော်အဲ့ဒီဟာအတွက်အမြဲတရားကကြတော့ဟို ကရိုက်တာအက်တာဖြစ်အောင်နေပါဆိုတော့စကားလေးပေါ့နော်ကရိုက်တာအက်တာဆိုတာဘယ်လိုမျိုးလဲဆိုတော့ဟိုဒီတဲ့ကရိုက်တာအတိုင်းကိုကစီးမျောနိုင်ရမယ်အများရန်ဘယ်စဲရုပ်လာလာကိုယ့်ရဲ့ပုံစံအတိုင်းတရုပ်ဆောင်နေလို့ရှိရင်ပရိသတ်လည်းကြည်ရတာပြင်းသွားမယ်ပေါ့နော်အဲ့လိုမျိုးတော့ဆရာဆုံးမဘူးရဲအားကြောင့်မလို့ဘယ်လုပ်ဘယ်လုပ်လို့ဒီကရိုက်တာပေါ်ဘယ်လောက်ထိကိုကစီးမျောနိုင်နေဆိုတဲ့အပေါ်ကိုပဲကြည်ရပါတော့ ကွာချောင်းမှုကတော့အရန်အများကြီးတော့မရှိပါဘူးဒါပေမဲ့ series နဲ့ယုံကြည်ကဘာကွာလဲဆိုတော့ series ကကြတော့အာ2လ3လပေါ့နော်အလွန်ဆုံး4လလောက်ထိရဒီအဖွဲ့သားရဲ့နဲ့တူတူရှိရရာဖြစ်တဲ့အတွက်ကြောင့်မလို့မိသားစုလိုဖြစ်နေရပေါ့နော်မိုးလေးမိုးချုပ်ဒီလူတွေမျက်နှာပဲမြင်နေရတဲ့ခါကျတော့ယုံကြည်ကကြတော့အလွန်ဆုံးရိုက်မှရက်20ပေါ့နော်အာရက်20ဆိုတဲ့ခါကျတော့ဟို character တစ်ခုကိုမှုသွင်းရတဲ့အခါမှာ series ကြတော့ဒီမှုကိုအငြင်းတမ်းမွေးထားလို့ရရပေါ့နော်အာယုံကြည်ကကြတော့ ကိုကလုတ်ပြရတာလဲဟိုနေသွားတယ်ဟိုတနာကြီးကျော်နှစ်နာရီစာဆိုတော့ character တစ်ခုကိုဟိုဟာမွေးထားရတာတော့နည်းနည်းအချိန်တိုသွားတာပေါ့ ဟုတ်ကဲ့ဟာလက်ရှိမှာပေါ့နော်ညင်းတို့ထောင်ရဝေရဲ့တန်လျက်များရဲ့ဆိုပြီးတော့ series နှစ်ခု on air တက်ဖို့ရှိပါတယ် MRT4 မှာပါပြီးတော့တန်တန်ရိုက်ထားတယ်အမွက်ချားဖွင့်ဆိုချစ်ခွန်းချိုဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးလည်းရုံတင်မှုရှိပါတယ်ရှင်အခါကြလို့ရှင်လည်းတန်တန်ကိုအရှိမမြင်နေရတဲ့ character တွေနဲ့မတူဘဲနဲ့နောက်ထပ်အစ်တစ်အစ်တစ် character တွေနဲ့မြင်ရဖို့ရှိရတဲ့အတွက်အားပေးပါလို့ပြောချင်ပါတယ်အားပေးနေတဲ့ပရိသတ်ကြီးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်